cho mi rồi ba dạ Tật đà đà bồ đà thôi cả một quay đây thì đấy đâu nuôi như này là không mà gì mà nè xin này được để em mà xin đi đấy em nè đi nói liệu không bao giờ suy nghĩ chứ mà thế thì đâu cả đâu như này là bây giờ thôi nào một quay đây thì đấy đâu nuôi như này suy giáo yêu bùa ပို့ပြီးတော့ဟိုဘုံတောင်ကြီးဟိုဘုံပို့ပါတယ်ဟောဟိုဘုံရောက်တော့ဟိုဘုံကတင်းတဲ့၂လခွဲတက်ခိုင်းပါတယ်တင်းတင်းနဲ့ကိုပို့ပြီးတော့ညီတို့ခုနှစ်ရက်လောက်နေတော့ညီတို့ဒီဟိုပို့ပါတယ်ပို့ပို့ရတဲ့စကြောကညီတို့အဲ့လိုဂုံးပေါ်မှာရှည်တန်းဆိုပြီးတော့တက်ပြီးတော့ညီတို့ရှည်တန်းကိုခေါ်ချလာအောင်စရာသူကအဲ့လိုအောင်စရာစကြောပါ ်ရောက်လာတာနှစ်လလောက်ပဲရှိပါသေးတယ်အဲ့လိုမျိုးညီတို့ကမတိုက်ခိုက်ခြင်းဘူးတစ်ဖက်နဲ့တစ်ဖက်ကိုရန်သူတွေလို့ဘာမှမဟုတ်ပဲနဲ့အဲ့လိုမျိုးမတိုက်ခိုက်ခြင်းညီမမဟုတ်ဘူးကျန်တဲ့ညီတို့လူတွေလည်းမတိုက်ခိုက်ခြင်းတဲ့လူတွေအများကြီးရှိပါเยอะတော့သူတို့ကဒီအဲ့လိုမျိုးကြီးတပတ်သီးနှင်းနေအဲ့လိုအာနာကြီးမဖြစ်မနေလဲဝေရမယ်ဒုက္ခတွေနောက်က ဘလို့ဒီဒုက္ခတွေပဲဖြစ်ဖြစ်ဝင်ကိုဝေးရမယ်ဆိုနောက်ကမိသားစုတွေအကုန်လုံးကညီတို့မှာအပါဝင်ကြတဲ့ညီတို့လူတွေလည်းအဲ့လိုဒုက္ခတွေရောက်နေရအဲ့တော့ကျွန်တော်အနေနဲ့အဲ့လိုမျိုးကြီးတဘာဝအဲ့လိုမျိုးကြီးမကြပါဘူးကျွန်တော်တို့တို့ကြည့်မယ်ပြောရရှင်နဲ့လူတွေလည်းလိုက်လိုက်လဲလဲနဲ့ကျွန်တော်ဘာမှမဖြစ်သေးတော့ဘူးဘလို့ပညာသုံးပြီးတော့ပြောရရှင်နဲ့ကျွန်တော်နှုတ်ဆက်ပြီးတော့ခေါ်ပါတယ် ဒီတော်လိုက်ရေးဖွဲ့ဒီတော့ကိုတော့ရေးနေချင်ပါတယ်မိသားစုကလည်းရင်းမိသားစုကရှိနေတဲ့အတွက်ကြောင့်ရေးမိသားစုနဲ့လည်းပြောပြောရှင်ရှင်လေးဖြစ်အောင်ဒီမှာနေပြီးတော့လက်နက်တွေပါရမကန်ရတဲ့ညီတို့ဒီမှာကိုတို့တစ်ဖက်တည်းကအထောက်အကူပြုလို့မယ့်အလုပ်ကလေးမျိုးထောက်ဝယ်ပေးပါဆိုလို့ရှိရင်ညီလောက်ချင်ပါတယ် တော့တငယ်ချင်းတွေကဆရာနာအောင်ကနေပြီးတော့အဲဒါကြီးနဲ့မနေဘဲနဲ့မိသားစုတွေနဲ့လည်းဝေးကွာပြီးသူကရောက်နေတဲ့တငယ်ချင်းတွေအကုန်လုံးအလိုမျိုးဆရာနာအောင်မှမနေဘဲနဲ့အရင်ဆုံးလွံ့မြောက်နိုင်ပါလေလို့ကျွန်တော်ဆုတောင်းပါတယ်ဒီစအာနာနဲ့တန်လို့ရှိရင်ဒီမှာနေရခံရတာရောလူကျမကြီးလည်းကောင်းတယ်၊ဇာယတတလည်းအဆင်ပြေပါတယ် မျိုးသမီးရောကလေးတွေရောမာသာတာကြီးစိတ်မပူဘူးကျွန်တော်မှားနေတာပါကျွန်တော်ရဲ့ရှိနေရကျွန်တော်ရဲ့အဖေလဲကျွန်တော်ကိုတာကြီးစိတ်မပူဘူးကျွန်တော်ပြောရပါဘူးတာကြီးစိတ်ပူပြီးတော့ကြက်ပါရေးပါရေးဖြစ်တာမျိုးပါမျိုးတဲ့ဆုံးကြုံတွေ့မှာကြောက်လို့ဒီမှာကျွန်တော်ခုနေနေရတဲ့အချိန်မှာအခုတော့စာရေးတော့တာမှာစနေမှုထိုင်မှုမှာအဆအဆင်ပြေပါတယ်